ကရင်ပြည်နယ်အစိုးရကဦးစီးပြုလုပ်တဲ့ဖန်မျိုးကကရင်ရိုးရာ လက်ချီပွဲကို တိုင်းနယ်ပြည်နယ်ကိုစားပြုအလှမယ်တွေတက်ရောက်လာပါတယ်ဒေါ်ခင်မင်းစော်သတင်းပေးပို့ထားပါတယ်ရှင်ကရင်ပြည်နယ်အစိုးရကဦးစီးပြုလုပ်တဲ့ကရင်ရိုးရာချီပြုခွဲမင်္ဂလာပွဲကိုဖန်မျိုးဒဲကပင်ခမ်းမှာမှာကျင်းပခဲ့ပြီးမြန်မာနိုင်ငံအတွင်းကတိုင်းနယ်ပြည်နယ်ကိုစားပြုအလှမယ်အယောက်20တက်ရောက်အားပေးခဲ့ပါတယ်လက်ရှိကျွန်တော်တို့ရဲ့ကရင်တိုင်းရင်းသားတွေရဲ့ ရိုးရာဒလိထုံတန်းစင်လာရင်ကျေမှုတစ်ခုကိုဒီအခုမျိုးဆက်သစ်ကရင်လေးတွေကမမစ်မပြောက်ဖို့ကျမတို့မှာဒီလိုမျိုးချီပြူဖွဲ့မင်္ဂလာချီရခြင်းရဲ့ရွေချက်တွေကိုကလေးတွေအားလုံးတိုင်းရင်းသားတွေအားလုံးသိနိုင်ဖို့တဲ့ဘုအပြင်မမရောက်နေတဲ့ကရင်တိုင်းရင်းသားတွေရောပေါ့နော်ပြည်တွင်းမှာရှိနေတဲ့ကရင်တိုင်းရင်းသားအပြင်တခြားတိုင်းရင်းသားတွေပါဩကရင်လူမျိုးတွေမှာဒီလိုမျိုးချီပြူဖွဲ့မင်္ဂလာလေးတစ်ခုတို့ရဲ့ရိုးရဒလိထုံးစံရရှိနေပါလားဆိုတာသိစေချင်လို့ဖြစ်ပါတယ်လို့ ကရင်တမျိုးသားလုံးအတွက်စူးစီးခြင်းနဲ့ညွညွချင်းတွေကိုဖော်ပြတဲ့ပွဲဖြစ်ပြီးမျိုးသက်တဲ့လူငယ်တွေပါဝင်ပူးပေါင်းလာပြီးအနာဂတ်အတွက်လက်ဆင့်ခံရမယ့်ရိုးရာဒလေဖြစ်တယ်လို့အခမ်းအနားကိုတက်ရောက်လာတဲ့ကရင်ပြည်နယ်ဝန်ကြီးချုပ်ကပြောပါဗျာပြောမှာပေါ့ဒီလိုမျိုးပကောင်းဆိုးသွားနေဘာနေဆိုတော့ဒီလိုပေါ့နော်ကင်းအောင်လို့ဆိုအမှန်တော့သူ့ရဲ့အနာမှာဒီကလေးတို့ဒီချိန်လေးမှာရှိစီစီနဲ့သူ့ရဲ့မိတ္တာတရားတွေပန်ရောစီစီနဲ့ဘာမှမတတ်ရှိတဲ့တရားတွေအားမေ ေါ့နော်။တွေးဆိုတဲ့အခါကျရင်ရင်းနှီးမှုတွေကဖြစ်စီစဉ်နေတဲ့အတွက်အမှန်ကကျမတို့ကိုစဉ်းစားမိတဲ့အတွေ့အကြုံတွေကိုဒီကြီးတွေကဥပဒေထဲမှာစဉ်းစားချက်ရှိပါလိမ့်မယ်။ဒီရင်းနှီးမှုတွေကိုကျမတို့ရဲ့ပြုမြင်လိုက်တာကောင်းတဲ့အမှုတွေဒါကောင်းတဲ့အလေးထားယဉ်ကျေးမှုတစ်ခုဖြစ်တယ်။ဒီလိုယဉ်ကျေးမှုတစ်ခုကိုငါတို့ကဆက်လက်ပြီးတော့ထိန်းသိမ်းရမှာ။ကင်းရရလက်ရှိဘွဲကိုဝါကောင်လာတွင်ကျင်းပလိမ့်ရှိပြီးအခုနှစ်မှာတော့အချို့ရကဥဆောင်ကျင်းပတဲ့အပြင် ကျောင်းဖက်ရက်နဲ့လည်းတိုက်ဆိုင်လာကြောင်းတက်ရောက်လာသူများပါတယ်။အာဟိုစခေလူကြီးတွေကအာဘာကလာမဆိုရေးကြီးရအကြောင်းမကောင်းဆိုွားတွေအဝင်ပူတက်တယ်အဲ့ဒါကြောင့်မို့ပဲလဲကရင်လူမျိုးတွေလက်ပြလွှဲမှာဆိုလို့လက်ချပေးတဲ့ပွဲအာဟိုရှခေအဖိုးဖွားတွေရယူစားကြောင်းဒီကရင်လူမျိုးတွေရအရန်အရေးကြီးရပေါ့ပြီးတော့သူတို့ရဲ့လက်ပြလေးတွေမလွှဲအောင်ဥပမာဒီလက်ချပွဲတာမချီခဲ့ဆိုရှင်သူတို့ရဲ့ကိုယ်ပေါ်မှာမကောင်းဆိုးပါတွေအဲ့လိုမျိုးကြားရောက်တတ်တဲ့အနေရပြတ်တတ်တဲ့အတွက်ပေါ့နော်ဒီလက်ချပွဲအရန်အရေးကြီးပါတယ်ရှင် ကရင်ရိုးရိုက်ရှိပြပွဲမင်္ဂလာပွဲအခမ်းအနားကိုဟောက်ကုတ်လ14ရက်နေ့မနေ့9နာရီကနေ17နာရီထိကျင်းပခဲ့ပြီးကရင်လက်ရှိပွဲရဲ့တမိုင်းကြောင်းကိုရှင်းလင်းပြပြခဲ့ကြပါတယ်။အဲဒီနောက်ကရင်ဆိုတော်တွေရဲ့တည်တချင်းဖြော်ပြပွဲတိုင်းနယ်ပြည်နယ်ကိုကြားပြုအလှမယ်တွေရဲ့မိတ်ဆက်အလှပြလမ်းလျှောက်ပွဲနဲ့အတူကရင်ရိုးရိုက်မဝင်းကားနဲ့လည်းအက်ခံခဲ့ပါတယ်။ဒီမှာခင်မင်းဆိုပါရှင်။